မောင်မောင်လွင်ကိုမန်ယူကခေါ်လိုက်ပြီးမောင်မောင်လွင်နဲ့မန်ယူနဲ့ကစားပွဲပြီးမှမောင်မောင်လွင်ပြောခဲ့တာကမနေ့ညကပွဲပြီးမှလှုပ်ရှော့ကကျွန်ုပ်ကိုဂိုးသွင်းနိုင်ခဲ့လို့ချီးကျူးစကားပြောခဲ့ပါတယ်ပြီးတော့မြန်မာနိုင်ငံကိုသူတိကြောင်းလဲပြောပါတယ်ကျွန်ုပ်ကိုဘယ်ကစားသမားရဲ့ဂျာစီလိုချင်လဲလို့မေးခဲ့ပြီးသူကိုယ်တိုင်ဘရူနိုဖာနန်တက်ရဲ့ဂျာစီကိုတွားယူပြီးကျွန်ုပ်ကိုပေးခဲ့ပါတယ်မောင်မောင်လွင်ကိုမန်ယူဘက်ကနေခေါ်ယူပါမယ်လို့ဘတ်ရှယ်ကြေညာထားတာတော့မရှိသေးပေမဲ့စောင့်ကြည့်ရမှာပါ ဘောလုံးလောကရဲ့ထုံးစံအတိုင်းဘယ်ယာမှပုံသေးတွက်လို့မရတယ်လို့ခံမှန်းလို့မရပါဘူး။မန်ယူဘက်ကနေခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ဂိုးဖန်တီးပေးခဲ့တဲ့နောက်ထပ်ကစားသမားတယောက်ကိုပါခေါ်နိုင်ခြေရှိပါတယ်။မန်ယူဟာအခုနောက်ပိုင်းခြေစွမ်းတွေမတရားကျနေတာဖြစ်ပြီးကစားသမားအစ်စ်ခေါ်ယူမဲ့ကိစ္စကိုတော့စောင့်ကြည့်ရမှာပါ။ မြန်မာကမောင်မောင်လင်ကိုခေါ်ယူမယ်ဆိုရင်ကစားသမားတန်ဖိုးအရန်မများတာဖြစ်လို့ခေါ်ချင်းခေါ်နိုင်ပါတယ်တကယ်လို့မောင်မောင်လင်ကိုခေါ်လိုက်ရင်တေချာသိရှိနိုင်ဖို့ကျွန်တော် channel လေးကို subscribe လေးလုပ်ခဲ့ကြပါဦး